အားလုံးမင်္ဂလာပါ။အားနဲ့ဆက်မစကနေကြိုးစားပါရစေ။အကျွန်တော်နာမည်ဒေါက်တာတက်ဆန်နှုတ်ဖြစ်ပါတယ်။အချင်းမင်္ဂလာပါ။ဟုတ်ကဲ့မင်္ဂလာပါဆရာ။ အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ NMS SMS ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေရှင်တချက်ဒီနေ့ကောင်းစင်တယ်ဗာကောင်းစင်တယ်လည်းလည်းမသိဘူးကျမတို့ဒီ NMS SMS မှာဖွင့်လိုက်မယ် MBA Foundation Course အကြောင်းလေးပြောကြမှာပေါ့ဆရာဟုတ်ကဲ့တချက် MBA Foundation Course ဆိုရင်ကောင်းစင်တယ်နည်းနည်းစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော် MBA Foundation Course ကဗာ MBA မတက်ခင်တက်ရတဲ့ course မျိုးလားဒါမှမဟုတ် MBA တက်ပြီးမှတက်ရဘလို့ဘလို့ပုံစံမျိုးလဲဒီချက် MBA မတက်ခင်မှာ MBU ဆက်လက်ပြီးတော့ဆက်သွားမယ်အနေမှာကျမတို့ဒီ design နဲ့ပတ်သက်ပြီးတော့ရင်းနှီးကျုံ့မှုရှိအောင်ပေါင်းကူတရားအနေနဲ့ကျမတို့အနေနဲ့သင်ကြားပေးမှာပါအဲ့တော့ကျမတို့အနေနဲ့လုပ်ငန်းကမှာ professional ကြကြနေပေါ့နော်ကိုယ့်ရဲ့သက်ဆိုင်ရာအခန်းကဏ္ဍတွေကိုနားလည်ပြီးတော့ဒါမျိုးတက်ကြွနိုင်ဖို့အတွက်ဒီကနေပြီးတော့ဒီ subject ကို MBA မတက်ခင်မှာစပြီးတော့ကြိုတင်ပြီးတော့ဒီ preparation တွေနဲ့လေ့လာလို့ရဖို့အတွက်ကျမတို့ကစီမံပြီးတော့ဒီ subject တွေနဲ့မဆိုင်အောင်လုပ်ပေးထားတဲ့ course ပါဆရာတချို့ MBA ဆိုလေ MBA subject တွေတချို့ကျ10ပါတာသင်ကြတချို့ကျ12ပါတာတညာတချို့ကျ15ပါတာညာတချို့ကျဘာသာ20လောက်သင်တာပေါ့အခုလက်ရှိတော်တော်များ MBA ရော12ပါတာလောက်နဲ့သင်ကြတာပေါ့လေအဲကျွန်တော်ဒီ MBA foundation course ဆိုဒီမှာဘယ်နှပါတာပါလဲတချို့ဒီမှာတော့ကျမတို့ကဒီ subject တော့အောင်လို့ကျွန်တော်တို့6ဘာသာလောလောဆယ်လက်ရှိသင်ကြားပေးมาဖြစ်ပါတယ်။ဟုတ်ကဲ့ဟုတ်ဒီ subject တွေကတော့ financial management နဲ့ပတ်သက်ပြီးပါတယ်။ဘယ်နာကြီးပေါ့နော်ငွေကြေးစီမံခန့်ခွဲမှုနဲ့ပတ်သက်တာပါတယ်။အားလုံးတက်ချင်နေရတဲ့နာမည်ကြီး HRM Human Resource Management ပါတယ်။ operation နဲ့ပတ်သက်ပြီးတော့လုပ်ငန်းဆောင်ရွက်မှုလုပ်ငန်းခွင်နဲ့ပတ်သက်ပြီးတော့သင်တကြလုပ်ငန်းဆောင်ရွက်တဲ့အောင် operation နဲ့ management ပါတယ်။ဟုတ်ကဲ့မှာဖြစ်မနေမရှိမနေသိထားရမယ်။ supply chain management ကလည်းကျွန်တော်တို့ထည့်သွင်းပြီးသင်ကြားပေးมาဖြစ်ပါတယ်။အဲ့ဒီပြင်ကျွန်တော်တို့ဒီ NSMS ရဲ့ဇက်လိုက်ကျော် ဆရာကြီးတင်ပေးမယ် marketing management နဲ့ပတ်သက်ပြီးတော့လည်းပါပါတယ်နောက်ပြီးတော့မဟာဗျူဟာမြတ်ဒီချာချာစနစ်တကျစီမံခန့်ခွဲတွေဆီဖို့တဲ့ strategy management နဲ့ကျမတို့ subject 6ခုလုံးလုံးထည့်ပြီးသင်ကြားပေးမှာဖြစ်ပါတယ်ဟောဘာလဲရကတော်တော်များတာပဲเนาะ branded branded တင်ပေးအဲ့တော့6လတင်ပေးမှာပေါ့เนาะတဘာတာတလားဆိုတဲ့ခါကျအဲ့လိုမျိုးဖြစ်ပေါ့เนาะဟုတ်တယ်ဆရာတဘာတာတလားလောက်အဲ့ဆိုတော့ဟောဘယ်လိုပြောမလဲ assignment နဲ့ thesis တွေအဲ့လိုပုံစံမျိုးလေးကြီးလေးရေးရမှာပေါ့เนาะဒီချက်ဟုတ်တယ်ဆရာ assignment နဲ့ thesis အတူပြင်ကျမတို့ group activity လေးပါ group work လေးပါအထည့်သင်ကြားပေးမှာပါ ကဲဟုတ်ပြီအဲ့တော့ကျွန်တော် DMBA Foundation course ကိုဘယ်လိုတက်တင်တာလဲ DMBA Foundation course ကိုကျမတို့ဘယ်သူတွေတက်ရောက်တင်တယ်လဲဘယ်လိုဟာဖြစ်မလဲလို့ကျမတို့စဉ်းစားထားရင် ခုနပြောသလိုပေါ့နော်ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ leadership ဒီ MBA ကိုဆက်လက်တက်ရောက်ဖို့အတွက်ရည်ရထားတဲ့သူတွေရှိတယ်အဲ့တော့ဒီ MBA foundation course လေးမှာတဖြည်းဖြည်းနဲ့ပေါ့နော်ဒီ subject တွေကိုအချိန်ကျကျနားလည်ပြီးတော့သင်ကြားနိုင်မယ်။နောက်ပြီးတော့လုပ်ငန်းကမှာ professional နဲ့ကျကျလောက်ကန်ဆောင်ရနေခြင်းတဲ့သူတွေအတွက် တယ်ကျမတို့ရည်ရထားတယ်ကိုယ့်ရဲ့လုပ်ငန်းကိုမှအဆင်ပြေပြေချောချောမွေ့မွေ့နဲ့အရာလက်ကောင်းလေးဖန်တီးနိုင်အောင်လေကျမတို့ရည်ရတယ်နောက်ပြီးတော့ leadership တွေ management တွေထည့်ပြီးကျမတို့သင်ကြားပေးမှဖြစ်တဲ့အတွက်တစ်ချိန်မှာကိုယ့်ရဲ့ career development တွေစီမံခန့်ခွဲမှုတွေပြောတယ်လန့်ချင်နေသူတွေအကြောင်းကြောင်းတွေအတွက်လည်းကျမတို့ရည်ရထားပါတယ် middle တပြည့်ပြည့်ကနေကျမတို့ဒီအောက်ခြေ level ကနေ middle level management top management level အထိရောက်ရှိအောင်လို့ကျမတို့ထည့်သွင်းပြီးတော့သင်ကြားပေးမယ့်ကိုစီပါပါတယ်အဲ့ဒီတွင်ကျမတို့စီးပွားရေးလုပ်ငန်းတစ်ခုမှာမရှိမဖြစ်နဲ့ရည်တည်ဖို့အတွက်ပေါ့နော်ဒီ leadership တွေဒီ strategic management တွေပါထည့်သွင်း င်ကြားပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီဒီစီဝိုင်းနဲ့ပတ်သက်တဲ့ law တွေ loose rules and regulation တွေလည်း plus ပေါင်းပြီးသင်ကြားပေးဦးမှာဖြစ်ပါတယ်ဒါတွေကကျွန်တော်တို့ management team နဲ့ထည့်သွင်းပြီးတော့ CRA ရဲ့လက်တွေ့အတွေ့အကြုံတွေနဲ့ပေါင်းစပ်ပြီးသင်ကြားပေးမှာဖြစ်တဲ့အတွက်ဒါတွေကအကျိုးကျေးဇူးရရှိပြီးတော့တက်ရောက်သိနေသူဖြစ်ပါတယ်ဒါကဆိုကျွန်တော်တပတ်ကုန်2ရက်တစ်ရက်ကုန်2နာရီသင်ကြားပေးမှာဖြစ်ပါတယ်အဲ့တော့အနောက်ဆက်မှာဆက်ထုံးစံနိုင်မယ် assignment တွေရေးဖို့လိုအပ်ပါတယ် assignment မရေးလို့မရပါဘူး MPA သက်မဲ့လူတွေအတော့ကိုလည်းကြိုတင်ပြီးပြင်ဆင်ပေးနေတဲ့ assignment တွေ presentation တွေလောက်အောင်မှာဖြစ်ပါတယ်အဲ့တော့ဒီ ော်ဂန်ကအကြောင်းကျွန်တော်လင်ကွန်ယူနီဗာစီတီနဲ့ EDV ရဲ့ပူပေါင်းပေးရဲ့ဒီပလိုမာလက်မှတ်ပေါ့နော် certificate လက်မှတ် program ဖြစ်ပါတယ်အဲ့တော့ဟိုဒီကျောင်းသူကျောင်းသားရဲ့အတွက်ဟို MBA မတက်ခင်ပါ MBA foundation course တက်ပြီးအကျိုးထူးမယ်လို့ကျွန်တော်ယူဆပါတယ်ခင်ဗျာကျေးဇူးပဲထူးတက်ရှိပါခင်ဗျာဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်